ဲ့အမှန်တကယ်အခြေအနေကိုသိရှိဖို့ပဲဖြစ်ပါတယ်။ဟုတ်ပြီကိုယ့်ရဲ့အခြေအနေမှန်ပြီပါလဲ။ကိုယ့်ရဲ့အခြေအနေမှန်ကပါလဲ။ကျမ်းမာရေးအခြေအနေကြည့်မလား။လူမနေအခြေအနေလည်းကြည့်မလား။ကိုယ့်ရဲ့ပညာရေးအခြေအနေလည်းကြည့်မလား။ကိုယ့်ရဲ့အခြေအနေကိုတိထားဖို့လိုပါတယ်။အမှန်တကယ် reality အခြေအနေကိုတိဖို့လိုပါတယ်။ဟုတ်ပြီကိုယ့်ရဲ့ဝန်ကြီးဒီဘယ်လိုရှိလဲကိုယ်တော့နေရတာဒီဘယ်လိုရှိလဲအဲ နော်ကိုကိုရဲ့အခြေအနေမှန်မှာဝင်နေတဲ့ပြည်စီဝါးရဲ့ပြည်ပညာရေးပဲပြည်လုံးကြီးရဲ့ဖြစ်ဖြစ်ဘာသာရေးပဲဒီအခြေအနေမှန်ကိုသိထားဖို့လိုအပ်ပါတယ်အဲ့လိုသိနိုင်ဖို့ဆိုတာလည်းပဲ self awareness လို့ခေါ်တယ်မိမိကိုယ်ကိုသိရှိနားလည်မှုတနည်းအားဖြင့် self assessment ဆိုတဲ့မိမိကိုယ်ကိုစစ်ဆေးခြင်းတွေပြုလုပ်နိုင်မှာဒါလည်း reality အမှန်ကိုသိနိုင်မှာဖြစ်ပါတယ်တနည်းအားဖြင့်နောက်ကိုယ့်ရဲ့လောက်ဆောင်ချက်တွေကို self reflection လို့ခေါ်တယ်မိမိကိုယ်ကိုပြန်လည်သုံးသပ်ခြင်းဆိုတဲ့အချက်လက်တွေကိုလုပ်နေမှာဒါလည်း reality အမှန်ကိုသိရှိနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီကိုယ့်ရဲ့အခြေအနေကိုသဘောကျတယ်အခုလက်ရှိအခြေအနေကို ကျင့်နေနေတယ်ဆိုရင်တော့ reality အဲဆိုရဲကျင့်နေနေတယ်ဆိုလို့ရှိရင်တော့အဲဒါဒီ change ဆိုဆရာမလိုဘူးပေါ့ဟုတ်ပြီကိုကိုရဲ့အခြေအနေလက်ရှိအခြေအနေကိုလည်းမကျင့်နေဘူးပို့ပြီးတော့တိုးတက်ခြင်းနဲ့ပို့ပြီးတော့ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ change လုပ်ဖို့လိုပါတယ် change လုပ်ဖို့အတွက် reality ကိုတိမာတာရင် change လုပ်နိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ reset reset ဆိုရင်ရလက်ရလက်ကတော့အလုံးလုံးမှာပဲရလက်ထွက်လာမှာအဲ့လိုမျိုးမလုပ်ခင်မှာကျမတို့ကရလက်ကောင်းဖတ်ဖို့ပြောဖို့ ို့ဒီဘလို့ရလိုက်လို့လိုချင်တာလဲဆိုတော့ရလက်ကို6မှတ်ထားဖို့လိုပါဟုတ်ပြီစီးပွားရေးရှိတော့အကြည့်မယ်ဆိုရင်ကိုဒီဒီတစ်လောက်ကိုဘလောက်ရမယ်ရဖို့လိုအပ်တယ်ဆိုတော့ဆက်ကို6မှတ်ထားဖို့ကျမရင်းနေနဲ့ဆိုလို့ရှိရင်ဟုတ်ပြီငါဒီကျမရင်းမှာဘလို့ချိန်နေလို့ရှိအောင်ပြူစားပေးမယ်လူမွေးစင်တဲ့လူမွေးချင်ဒီမှာကိုဒီဘလို့ပြအောင်ပြုစားမယ်။အဲကောင်းဆောင်မှုဘလို့လုပ်မယ်၊စီမံခန့်ခွဲမှုမှာဘလို့လုပ်မယ်၊လူမွေးရှင်တွေဘလို့ကောင်းအောင်လုပ်မလဲ။ social skill တွေဘလို့ကောင်းအောင်လုပ်မလဲ။ဘာသာရေးဆိုလို့ရှိရင်လည်းဒီနေ့ကိုဘာသာရေးကိစ္စရဲ့ဘလို့လုပ်မလဲ။စတဲ့ result ကိုတိတိကျကျချမှတ်ထားဖို့ပြောပါရစေ။ ရလက်ကောင်းလောက်ရလက်တရားရခိုင်းလို့ရလက်ထွက်ခြင်းနဲ့ဆိုရင်လည်းကိုယ့်ရဲ့ဒုတိယမျိုးတရားရခိုင်းလို့ရလက်ရလာဖို့တကူ reset ချမှတ်ထားမှာဖြစ်တယ်။ကျူတင် reset ချမှတ်ထားမှာတော့လေအဲ့ဒီ reset တိုင်းအကောင့်ထည့်ဖို့ရင်းနဲ့မှာအဲ့ဒီ reset ကိုရရှိလာနိုင်အောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီရလက်ကိုချမှတ်ထားဖို့လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့ reason ဒီဒီရလက်ရခြင်းတာဘာကြောင့်လဲ။ဥမာအဲ ငွေကြေးအချိန်နဲ့ပြောပြောမယ်ဆိုရင်တစ်လကိုကိုဒီဘယ်လောက်ရအောင်ထားမယ်လိန်90ရအောင်ထားမယ်70ရအောင်ထားမယ်စသဖြင့်သတ်မှတ်ထားရဲဆိုရင်ကိုယ့်ရဲ့ reason ဒီဒီငွေကြေးရလက်သတ်မှတ်ထားတာဒီဒီငွေရအောင်ကောင်းတယ်ပေါ့မယ်ဆိုတဲ့အကြောင်းပြချက်ပေါ့အဲ့ဒီမို့အကြောင်းပြချက် reason ချမှတ်ထားတာကလည်းအကောင့်တွေပို့ဆောင်ရနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ reason ကခိုင်မာမှုရှိနေမှာအကြောင်းပြချက်ကခိုင်မာမှုရှိနေမှာဒါလည်းလုံဆောင်မှုတွေကလည်းအဓိကကျကျအလုပ်ကဆောင်ရနိုင်မှာဖြစ်ပါတယ်။ ဝီဇင်မှာပြောင်းညံ့နေမယ်ဝီဇင်မှာခိုင်မာမှုမရှိဘူးကိုယ့်ရဲ့အကြောင်းပြချက်ကဟုတ်ပြီဘာကြောင့်လုပ်နေသလဲဆိုတဲ့အကြောင်းပြချက်မသိဘူးဘာကြောင့်ဘာသာရေးလုပ်နေလဲဘာကြောင့်ပညာရေးလေးကိစ္စရဲ့ဒီမှာတိုးပြအောင်လုပ်နေတာလဲဘာကြောင့်စီးပွားရေးငွေကိုဒီလောက်ရှာဖို့လိုအပ်တာလဲစုတဲ့အကြောင်းပြချက်ခဏလေးမရှိဘူးဆိုရင်လောက်ဆောင်ပြပြရလို့ပဲ effort အထောက်အမူတွေမှာလည်းရုံရဲနေတယ်အဲလိုလောက်ဆောင်တွေမှာလည်းအားပြုတ်နေတယ်အဲ့ဒါကြောင့်ဝင်ကိုယ့်ရဲ့ reason ခိုင်ခိုင်မာမာချမှတ်ထားမယ်ဆိုလို့ရှိရင်ရစက်ကောင်းကောင်းရလာနိုင်ဖို့အတွက်ကိုကောင်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါ ဒါကြောင့်ကျမတို့တွေကကိုယ့်ရဲ့ reality ကိုလည်းသိဖို့လိုအပ်တယ်ကိုယ့်ရဲ့ reset တွေကိုလည်းချမှတ်ထားဖို့လိုအပ်တယ်ပြီးရင်ဘာကြောင့်လုံချင်တာလဲဘာကြောင့် reset ဒီ reset ကိုရချင်တာလဲဆိုရင် reason အကြောင်းပြချက်တွေလည်းရှိဖို့ခိုင်မာဖို့လိုအပ်ပါတယ်နောက်တစ်ချက်က responsibility ဒီ reset တွေရရှိဖို့ဒီအကြောင်းပြချက်တွေခိုင်မာမှုနဲ့အတူကျမတို့လည်းခိုင်ဆောင်ရတဲ့အခါမှာဘသူကတောင်းယူဆောင်ရမှာကိုယ့်ရရလက်ကိုရဖို့အတွက်ကိုကိုယ်နဲ့တောင်းရှိရဖြစ်တဲ့ကြောင့် responsibility 100% responsibility ဟာ ဒီနှုတ်ကိုယ်တိုင်းဒီလိုမှပဲတောင်းရှိတာဖြစ်ပါတယ်။ကိုယ်ချမှတ်ထားတဲ့ရလက်အတိုင်းရရှိမှုရှင်အကောင့်တွေကိုဆောင်ရနိုင်လို့ဆိုရင်ကိုယ့်ကိုယ်ကိုယ်မှလည်းတောင်းရှိတာဖြစ်တဲ့အကြောင်းမိမိကိုယ်ကိုယ်မှလည်းတရားရပိုင်းတော့ responsibility တောင်းယူအပြင်လည်းလုပ်ကဆောင်နေကြရမှာဖြစ်ပါတယ်။ reset နေရဆိုရင်ကိုယ့်ရလက် reset နေရတဲ့အကြောင်းရင်းဒီကိုယ့်ပုံမှာလည်းမူတည်လာဖြစ်ပါတယ်။ကိုယ့်ရဲ့လုံဆောင်မှုမှာအားနည်းသွားတဲ့အတွက်ကြောင့်ကိုယ်ချမှတ်ထားတဲ့ reset ကိုရရှိမှုမှာအားနည်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် responsibility တရားရခိုင်မှုတာဝန်ယူတာမိမိကိုယ်ကိုတာဝန်ယူမှုအပြည့်နဲ့တာဝန်ယူဆောင်ရွက်ပါနောက်တစ်ချက်က reframing ဒီကျွန်တော်ကကိုယ့်ရဲ့ reality ကိုသိပြီးမြင်ဆက်တည်ကိုလည်းပဲကြိုတင်ချမှတ်ပြီး reason ကောင်းကောင်းခံလာပြီးကိုယ့်ကိုယ်ကိုတာဝန်ရှိပြီလို့သိပြီဆိုရင်ကျွန်တော်က reframing လုပ်ရမယ်ငကိုရှိနေတဲ့ငကိုလုပ်နေတဲ့အတိုင်းနဲ့ frame အတိုင်းနဲ့မလုပ်တော့ဘူးသူ့ကိုပို့ပြီးကောင်းမွန်လာအောင် frame ကောင်းကောင်းပြန်ချရမှာဖြစ်ပါတယ် frame ကပြန်ဆွဲရမယ်အဲ့ဒီ frame ကိုသွားမဲ့ reset ကိုရကျင်တဲ့ reset ကိုဖြစ်ကျင်တဲ့ reason ပေါ်မှာမူတည်ပြီးတော့ကိုလှုပ်ဆောင်မဲ့အဲလှုပ်ဆောင်ချက်တွေပေါ်မှာမူတည်ပြီးတော့ frame ပြန်တက်မှာမှာဖြစ်ပါတယ်ဟုတ်အဲ reframing လုပ်ဖို့လိုအပ်ပါတယ်ကိုရဲ့ frame ပေါ်မှာမူတည်ပြီးတော့ကိုရဲ့ reset တွေကလည်းပဲကွာခြားသွားမှာဖြစ်ပါတယ် frame ကောင်းကောင်းရေးဆွဲထားရမှာဖြစ်ပါတယ်ဒါမှရလက်ကောင်းကောင်းရရှိလာနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ research ပ research အတူကိုသူတည်တနာလောက်ရမလဲအမှအဥဆုံးကကိုယ့်ကိုယ်ကိုပဲသူတည်တနာပြုလုပ်ရမှာဖြစ်ပါတယ် research သူတည်တနာပြုလုပ်မှာမိမိကိုယ်ကိုသူတည်တနာပြုလုပ်ရမှာဒီရလက်ကိုရဖို့ဆိုရင်ကိုယ်ပါလုပ်ရမယ်ခုမှအာတာချက်တွေပါလေရှိတယ်လေအားမြင့်ချက်ပါလေရှိနေတယ်ကိုဒီဒီ result ကိုရနိုင်ဖို့ဆိုရင်ဘယ်လမ်းကြောင်းတွေသွားလို့ရမလဲအဲဘသူကိုအဲအခုညီတောင်းဖို့လိုရတယ်လေဘသူနဲ့တွဲဖက်ပြီးလောက်ကောင်ဆောင်ရမှာလေခုမှ ကိုယ်ဘက်ကနေလှုပ်ဆောင်နေတာပါလို့ရှိတယ်။ကိုယ့်ကိုယ်ကိုရင် research လုပ်ကမှဖြစ်ပါတယ်။ကိုယ့်ကိုယ်ကို research လုပ်ပြီးဆိုလို့ရှင်နော်ကိုယ်ဘယ်လမ်းကြောင်းကိုသွားမလဲ။အဲဘယ်လမ်းကြောင်းကနေသွားရင်အဆင်ပြေနိုင်မလဲဆိုတာမျိုး။အားသားပါနော်။တခြားအရာတွေပြီးလို့ရှင် environment တွေကို research လုပ်ကမှဖြစ်ပါတယ်။အဓိကကတော့မိမိကိုယ်ကို research လုပ်မယ်ပြီးရင်တခြားသူတွေနဲ့ online ကို research လုပ်ပြီးတော့ကိုယ့်ရဲ့လမ်းကြောင်းရောက်အောင်ကိုယ့်ရဲ့ recipe ကိုအောက်တက်ကိုဆောင်ရွက်တော့ကြရမှာဖြစ်ပါတယ်။